အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်မသင်ခန်းစာကတော့အခန်း3လေ့ကျင့်ခန်းသုံးသမဂုကနံပါတ်1ကနေ73တိဖြစ်ပါတယ်။အမှနံပါတ်1မှာဆိုရင်ကျွန်တော်အောက်ပါရို့ရှင်မှာနံပါတ်1မှာဆိုရင် CA power 5 18 8 6အဲ့ဒါရင်ကျွန်တော်အပေါ်မှာပိုင်းဝင်မှာကဏ္ဍနှလုံးရှိလို့ရှိရင်အဲ့ဒီကဏ္ဍနှလုံးဆိုတာကျွန်တော်ပိုင်းကျင်တဲ့ဆိုင်လာဖြစ်တဲ့အတွက်ပိုင်းကျင်က CA power 5နဲ့လဲဆိုင်တဲ့18 8နဲ့လဲဆိုင်တဲ့ဒါကြောင့်မို့ကျွန်တော်အဲ့ဒါကိုခွဲထုတ်လိုက်တဲ့အခါမှာ စစ် A to the power 5 by 6လဲရပြီးတော့ A D A by 6ဆိုပြီးတော့ရပါတယ်နော်အဲ့ဒီမှာဆိုတော့ပိုင်းခြေကကြတော့နှစ်ခုဟိုကပိုင်းဝင်နှစ်ခုသမားဆိုင်တာဖြစ်ရတယ်ပိုင်းခြေနှစ်ခုလုံးရဲ့အောက်မှာပိုင်းဝင်ကသွားပြီးတော့ရေးလို့ရပါတယ်ဒီလိုအဲ့လိုမျိုးရေးထားတဲ့အခါမှာပိုင်းခြေတူလို့တူလို့ရှိရင်ပိုင်းခြေတုံးနဲ့ရေးရည်အဲ့ဒါကြောင့်မျိုးဆိုတော့အဲ့နှစ်ခုကိုပြန်ပြီးတော့ဖွဲလိုက်တာပါနောက်တစ်ခုအဲ့ဒါလည်းဒီလိုပိုင်းဝေစင်နဲ့ပိုင်းခြေစင်နဲ့ကိုချင်းရတဲ့ကံမှာ a to the power 5ကျန်ပါတယ်เนา ိုင်းကြီးဘိုင်းဝေး18ကိုဘိုင်းဝေး18ကိုစစ်နေစားတဲ့ခါမှာကျတော့63ကြီးဆက်ရှိရပါတယ်ဒါဆိုရင်ဒီက3အဲ့ဒီ5 plus 3ဒီ8 power 5 plus 3 is ရဆိုရပါတယ်နောက်ကနံပါတ်2ပါနော်သူလက်တိုင်းမှာ8 p square minus နဲ့ square p to the power 5ပါအဲ့ကဘိုင်းကြီးက 4p ပေါ့နော်ဒါဆိုရင်အဲ့ဒီဘိုင်းကြီး 4p က 8p square နဲ့လဲဆိုင်တယ်မိုင်းနဲ့ 12p to the power 5နဲ့လဲဆိုင်တယ်ဒါကြောင့်မကြည့်ခွဲလိုက်မယ် နံပါတ်1လို့ပဲခွဲလိုက်တဲ့အခါမှာအဲ့လိုမျိုးเนาะ 8b square ပေါက်မှာလဲ 4b ကိုရေးမယ် 12b square ရောက်မှာလဲ 4b ကိုရေးမယ်ဒါဆိုရင်ကျတို့ဘာနဲ့ဘာနဲ့ခြေလို့ရရဲဆိုရင်၄တက်လေး၄နဲ့လေး၈ဟုတ်ဘူးเนาะအဲ p နှစ်ထပ်နဲ့ p တစ်ထပ်ဆိုရင်ကျတို့ p နှစ်ထပ်ကိုเนาะ p နှစ်ထပ်နဲ့ p တစ်ထပ်ဆိုရင်အခြေတူပြီးတော့စားရဖြစ်တယ်ထန်ညွှန်နှုတ်ပေးရမယ်နှစ်ထပ်ထပ်တစ်ထပ်လို့တော့ p တစ်ထပ်ကျင်တယ်เนาะနောက်ပါစနစ်ကိုလည်း၄နဲ့ဒီလိုစားမယ်၄တုပ်ကြီးစနစ်ဒါဆိုပြီးနှစ်ထပ်တဲ့ပီတတဲ့နှုတ်ရင်ပီတတဲ့ကျင်မယ်ဒါဆိုရင်အရှိမှကြတော့2ပီကျင်ပြီးတော့နောက်မှက3ပီ ဗျာဒီပြီးကျူးတဲ့ပါဝါ4ကျန်ပါတယ်။ဟောပြီး9တက်ပါနော်အမမှားသွားလို့ပါနော်။ပြီး9တက်ရပြီးတက်ရုံတော့ပြီးလေးတက်ကျန်ပါပါ။အမဒီချက်ပြီး square ရရပါတယ်။ရှေ့ရမေးဖို့မှာကပြီးထုတဲ့ပါဝါ5ဖြစ်ပါတယ်နော်။အဲ့တော့နံပါတ်3ကကျတော့အဲ 21r2 35r အဲ့လိုပဲနောက်လိုပဲကျတော့ခွဲလိုက်မယ်။နော် 7r square ပိုင်းချီ 7r square ကပိုင်းဝင်မှာပိုင်းဝင်နှစ်ခုရှိနှစ်ခုလုံးနဲ့ဆိုင်တာဖြစ်တယ်အဲ့ဒီတိုင်းပြင်ခွဲလိုက်ပါဘောနော်ခွဲပြီးတဲ့အခါမှာ9နဲ့21နဲ့မြောက်တဲ့အခါမှာ9 3 21ရအဲစားတဲ့အခါမှာ9 3 21ရပါတယ် အာသုံးတရေအာနထက်ကိုဘိုင်းကြီးအခြေသူကြီးစားရဖြစ်တယ်ချန်ကျူးနေနှုတ်ပေးရတယ်။အာသုံးတရေကအာနထက်ကိုလို့အာတစ်ထက်ကျန်ပါတယ်။နောက်က35ကိုကြာတော့95ရည်35ဟုတ်နော်။အဲ့ဒီမားကြီးကအာနထက်နဲ့အာတစ်ထက်ဆိုအာနထက်ကအောက်ဘိုင်းကြီးမှာရှိပြီးတော့အာတစ်ထက်ကဘိုင်းကြီးမှာဖြစ်နေတယ်ကြာကျူကအပေါ်ကဘိုင်းကြီးမှာရှိတဲ့အာကဘိုင်းကြီးမှာလာပြီးနှုတ်ပေးရမှာနှစ်ထက်တည်းကတစ်ထက်နဲ့တစ်ထက်ကျန်။ဒါပြင်ဘိုင်းကြီးမှာကအာပဲကျန်အာကျန်တော့ပေါ့နော်။ဘိုင်းဝင်မှာက5။အဲ့လိုရှင်းကကဲရင်ရှင်းတဲ့ကမှာ3 အာရပြီးတော့နောက်ကကေကိုရှင်းတဲ့ခါမှာ5ပိုင်းအာရပါတယ်ဘာလို့ဆိုတော့အဲအာနှစ်ထက်ကနော်အာနဲ့အာနဲ့မှာပိုင်းချိန်မှာရှိတဲ့အာကများနေရတဲ့ပိုင်းဝင်မှာရှိတဲ့အာကပိုင်းချိန်မှာလာတော့ပြရကြည့်တယ်ပိုင်းချိန်မှာအာကျင်နေနော်နောက်ကနံပါတ်၄ပါနံပါတ်၄တဲ့အတိုင်းပဲကျွန်တော်ခွဲလိုက်မယ်သူကကြာကနေပိုင်းဝင်မှာကနေအစီစကွဲမိုင်းနဲ့ ठी ပလက်စီဆိုပြီးကဲလုံးသုံးလုံးပြတဲ့အချိန်ကိုကိုင်းသုံးခုကွဲမယ်ခွဲတဲ့ခါမှာလည်းအဲ့ဒီပိုင်းချိန် CD ကအဲ့ဒီသုံးလုံးသုံးလုံးမှာလိုက်ပြီးတော့ပါနေရမယ်နော်ဒါတင်ကျွန်တော်က ဲစီနဲ့စီနဲ့ခြေလိုက်မယ်ဒီနှစ်ထက်ကဒီတစ်ထက်စီဒီတစ်ထက်ခြေအကဒီနဲ့ဒီနဲ့ခြေမယ်နော်အဲ့ကောမဒီမှာဘာမှမကျတော့တယ်ပိုက်ဝေးမှာဘာမှမကျရင်ဝမ်းကျန်မယ်အာပိုက်ခြေစီပေါ့အဲ့ကစီနဲ့စီနဲ့ခြေတဲ့ခါမှာဒီအရင်ပိုင်းခြေပိုင်းဝေးမှာကစီရခြေဝါပြီးတော့တစ်ဝမ်းမဲ့ကျန်တယ်ပေါ့နော်ဒါပြီးအဖေကခြေရကိမ်းမှာဒီလုံးမဲ့ကျန်မယ်လေကောင်းဂိမ်းမှာကျတော့ဝမ်းမိုင်စီပြီးတော့နောက်ဆုံးဂိမ်းမှာကျတော့ဝမ်းမိုင်ဒီပြပါတယ်။ကဲဒီမှာလည်းဆိုကျလို့ခွဲလိုက်မယ်။ เนาะအမှပိုင်းချီမှာရှိတဲ့ AY ကပိုင်းဝင်မှာကနန်းသုံးလို့ရှိရင်သုံးလုံးနောက်ကိုလိုက်မယ်လေးလုံးရှိလေးလုံးနောက်ကိုလိုက်မယ်ဖြစ်တဲ့အဲ 3x2y by xy အဲ 7ay square by xy x square by a square y square by xy ဒါဆိုလို့ရှိရင်ကျတော့အဲ3ရ3ပဲပေါ့เนาะခြေစရာမရှိဘူး x square a တစ်ထပ်နဲ့ a တစ်ထပ်နဲ့ဆိုရင် 8j ပေါ့เนาะ y နဲ့ y နဲ့ကကြည်ဒါပေမဲ့နောက်တစ်ခုကလည်းအတိုင်းပဲ a နဲ့ a နဲ့ကြည်မယ် y တစ်ထပ်နဲ့ y တစ်ထပ်ဆို y တစ်ထပ်ကိုနှုတ်ရင် y တစ်ထပ်ကြည်နောက်တစ်ခုမှကျတော့ကျတော့ အင်တာနက်တွေကအင်တာနက်လို့အင်တာနက်ကျင်မယ်ဝန်တက်ကအင်တာနက်လို့ရင်းဝန်တက်ကျင်မယ်အဲ့ဒါရှင်းတော့ကင်းရကြတော့ဒီတော့ပိုင်းနော်ဟိုပါလေ3ကျင်မယ်အင်တာနက်တွေကအင်တာနက်လို့တော့အင်တာနက်ကျင်မယ်အလဲကောင်မှကျတော့ဆယ်မကျင်မယ်ဝန်တက်တွေကဝန်လို့ရင်းဝန်တက်ကျင်မယ်နောက်တစ်ကိမှကျတော့အင်တာနက်တွေကဝန်အင်တာနက်လို့ရင်းအင်တာနက်ကျင်မယ်ဝန်တက်တွေကဝန်တုံးဝန်တက်ကိုလို့ရင်းဝန်ကျင်တယ်ပေါ့နော်ဒါဆိုရင်3 7y 7y ဖြစ်ပါတယ်နောက်ကနံပါတ်6ပါနံပါတ်6လည်းကျတော့သွားပြီးတော့နော်စားလိုက်မယ် ပိုင်းဝေက၃လုံးရှိ၃လုံးနောက်ကိုလိုက်ပါတယ်ဒါဆိုရင်အဲအပေါ်က3နဲ့အောက်က3နဲ့ကျင်းမယ် m တစ်ထပ်က m တစ်ထပ်လုံး m တစ်ထပ်ကျင်းမယ်ပေါ့နော်အဲနောက်ကဂိမ်းမှာကျတော့2 by 3ကကျခြေလို့မရအောင်နော်အဲဘာခြေလို့ရလဲဆိုရင် m နဲ့ m နဲ့ကျင်းမယ်နော် n square ကဒီရိုက်မဲ့ကျင်းမယ်နောက်က3တိုက်3 3နဲ့6ဒါဆိုတော့ဘုံလုံး6ပေါ့နော်အဲ့ဒါပိုင်းဝေက3ပိုင်းကျင်းမှာ m ဒါဆိုရင်အဖြေကကျတော့ခြေသောင်းကဂိမ်းမှာ m နဲ့နှစ်ထပ်တွေက m တစ်ထပ်ကိုလုံး m တစ်ထပ်ကျင်းပါတယ်လေဂိမ်းမှာကျတော့2 by 3ကဒီရိုက်မဲ့ပြင်ရင်မယ် m နဲ့ m နဲ့ကျတော့ n square ကျင်းတယ် ။အစိုးရဂိမ်းမှာကျတော့ပိုင်းဝီမာက3ဂျန်နဲ့ပိုင်းဂျေမာ M ဂျန်ပေါ့နော်။ဒီမှာခုနှစ်လဲအတိုင်းပဲကျတို့ဆက်ပြီးတော့ခွဲလိုက်ပါမယ်။ခွဲတဲ့အခါမှာ -9 နဲ့27တော့ -3 ရတယ်။နော် z square ရရမယ်ပြင်ပြီ။ -9 နဲ့ -18 ကျတော့ -2 ရတယ် -2 z ။မှာကျတော့ -9 နဲ့ဒါဒီစနေဆိုရင်4အဲ့ဒီမှာကျတို့အရှိသောဂိမ်းမှာကျတော့ -3 z square ပေါ့နော်။ပိုင်းဂျေမာဘာမှမကျန်ဘူး။ဟုတ်ပြီနော်။အလဲလိမ့်မှာကျတော့လည်းအတိုင်းပဲ -2 z ပေါ့။ဘာလို့ဆိုတော့အောက်က အစားကြီးကမိုင်းနဲ့ဖြစ်နေတဲ့ပုံမှာမိုင်းနဲ့ပါလို့နော်။ဒီအောက်ဆုံးကိန်းမှာကျတော့ဒီပိုင်းမှာရှိတဲ့မိုင်းနဲ့နဲ့ဒီရဲ့ရှိကိန်းကနေရဲ့ရှိမှာရှိတဲ့မိုင်းနဲ့နဲ့ဆိုရင်အပေါင်းဖြစ်သွားတဲ့အတွက်အပေါင်းလေးပဲကျင်ပါရဲ။နောက်တစ်ခုကကျတော့နံပါတ်၈ပါ။နံပါတ်၈လည်းခုနအတိုင်းပဲကျတော့ပိုင်းချီကပိုင်းမှာရှိတဲ့ကိန်းတိုင်းလိုက်သွားမယ်။ဒါဆိုပြီးတော့ပိုင်းမှာနဲ့ပိုင်းချီနဲ့ခြေရက်ကမှ၂၈ကို၄နဲ့စားတဲ့ကောင်မှ၄ခုနဲ့၂၈ရပါရဲ။ဒါက၁၆ကို၄နဲ့စားတဲ့ကောင်မှ၄၄၆ရပါရဲ။နော်။ဒီမှာ U power 5နဲ့ U power 5လည်း ြည်သွားတာပေါ့နော်။ဟိုက90ကျင်90ကျင်တော့ခြေပြီးတော့ခြေလိုက်တယ်ပေါ့နော်။ဟိုက40လေးလေးဒီ90 20အပြင်အရှင်းဆုံးကရပါကြတယ်ဆိုရင်နော်7ရဲ့ယူခဏထဲထဲအောက်ကဘိုင်းတွေမှာရှိရယူငါတက်ကတန်းထုတ်လက်ကမှာဒီလိုယူနှစ်ထက်ကျင်တယ်။အလဲကိန်းမှာကျတော့နော်ဟိုက you find နဲ့ you you power fight you power fight ကကြည်သွားတယ်။16ကိုလေးနဲ့ကျတော့400ရယ်ပေါ့နော်။အဲနောက်တစ်ခုကနောက်ဆုံးကရကျတော့သူကဘိုင်းဝင်မှာက fight ကျင်မယ်။ဘိုင်းချိန်မှာကယူငါတက်ရှိတဲ့အတွက်ယူကများနေတဲ့ ိုင်းဝင်မှရှိတဲ့ယူသုံးတက်ကပိုင်းကြီးမှလာပြီးနှုတ်ပေးရတယ်ဒါကြောင့်မို့ယူငါးတဲ့ထဲကယူသုံးတက်အောင်တော့ယူနှစ်ထက်ကျန်ပါတယ်ဟုတ်ပြီနော်နံပါတ်၉လဲအတိုင်းပဲနံပါတ်၉ကဆိုရင်နှစ်တွဲဖြစ်နေရပါတော့ပိုင်းကြီး2နဲ့တူတယ်ပိုင်းကြီး5နဲ့တူတယ်ဆိုတော့ကျွန်တော်နှစ်တွဲရှိပါတယ်အဲ့ဒီမှာနော်အပေါ်ပိုင်းဝင်ရှိတဲ့ပိုင်းဝင်ကကျတော့ 14h² နဲ့ -18h² ဆိုတော့မျိုးတူတာဖြစ်တယ်တခါရနှုတ်လိုက်တဲ့အခါမှာ 78h² တွေက 16h² လို့နှုတ်တဲ့အခါမှာ 4h² ကျင်တယ်အနောက်ကကြီးရတဲ့အနောက် 4h² နောက်ကအဲဒီပိုင်းကြီး5ရဲ့အပေါ်မှာလည်းပိုင်းဝင်ပိုင်းဝင်ချင်းကို အဲကျရှင်းလို့ရတယ်ပေါ့နော်ဒါမျိုးတူကင်းနေပြီတည်းကအဲ့တော့ပေါင်း15အိတ်နဲ့အနုတ်25အိတ်ဆိုတော့ကျတော့ဗါတော့နှုတ်လိုက်တဲ့ခါမှာအနုတ်30အိတ်ကျန်ပါတယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်ကျတို့နော်အပေါ်နဲ့အောက်နဲ့ချိန်မယ်ဒါနော်2နဲ့ -4 နဲ့ဆိုတော့ -4 ရတယ် -2 ရတယ်5နဲ့10နဲ့ဆိုတော့9နဲ့30အိတ်တရားအကုန်လုံးကြည့်ပါနော်အိတ်အိတ်ချိန်နဲ့ကြည့်ပါနော်ဒါဆိုရင်5နဲ့30အိတ်ဆိုတော့5နဲ့30အိတ်ရပါတယ်ဒါဆိုရှင်းတဲ့ကိမ်းမှာကျတော့ -2 a² ကျန်မယ်-ဟောမို့ a² မို့ -2 8နှစ်ထက်တဲ့အောက်ကဘိုင်းရင်မှာရှိတဲ့8တစ်ထက်ကိုလည်း8တစ်ထက်ကျင်တယ်ဆိုတာမိုင်းနဲ့ထူလေးရပါတယ်။နောက်ကဂိမ်းမှာကျတော့5 10ကို5နဲ့စားရခါမှာ2ကျင်တယ်ပေါ့နော်။နောက်ကနံပါတ်10ပါ။နံပါတ်10မှာလည်းကျတို့အမကခုနတိုင်းပဲကျတို့ဘိုင်းကြီး 7KT နဲ့ဘိုင်းကြီး 3KT2 ဆိုပြီးတော့ကျတို့ခွဲလိုက်မျိုးနော်။နော်အဲ့လိုခွဲလိုက်တယ်သူကဘိုင်းဝေမှာဂိန်းသလုံးရှိရင်ဂိန်းသလုံးရအောင်မှာ 7kg ရမယ်ဘိုင်းဝေဘိုင်းဘိုင်းဝေမှာဂိန်းသလုံးရှိရတဲ့ 3k2 2ဘိုင်းကြီး 3k2 ကဘိုင်းကြီးအောင်မှာရှိမှာနော် ဒါတူအပေါ်နဲ့အောင်နဲ့ချိန်မယ်55ကိုဒီလိုခုနှစ်နဲ့စားတဲ့ခါမှာ900ရတယ်နောက်ကတီနဲ့တီနဲ့ချိန်တယ်နောက်တစ်ခုကကြခုနှစ်လေး20ရှိနောက်ကဘာလဲဘာလဲဆို KT KT ဆိုတော့တူရာချိန်လိုက်မယ်နောက်တစ်ခုက7နဲ့7နဲ့ 7KT 7K 7K ချိန်တယ်အဲဟုတ်ပြီနောက်တစ်ခုကကြတော့3915 K2 နဲ့ K2 ကချိန်တယ်အကွာ3915 k2 တီနဲ့ k2 တီကကြည်တယ်။အခုချင်းဘာကြီးကြမ်းမလဲဆိုလို့ရှိရင်အရှင်ဆုံးကိမ်းမှာကျတော့5ရယ်နော် ဟိုကဂိမ်းတစ်ထပ်တည်းအခုကဂိမ်းတစ်ထပ်တော့ရေဂိမ်းတစ်ထပ်ကျန်နေပေါ့နော်အဲ့ဒါရေဟိုကဒုတိယဂိမ်းမှာကျတော့ဆို4ပဲကျန်နေနော်တတိယဂိမ်းမှာကျတော့ကျတို့က 7K 7K ကျန်တယ်ကျတော့ကြည်တယ်ပေါ့နော်အဲ့ဒါဟိုကဒီနှစ်ထပ်တည်းကဒီထက်တော့တော့ဒီထက်ကျန်ပါတယ်အဲနောက်ကစလုံးတာဂိမ်းမှာကျတော့ကျတို့ကအဲ 3.5k k square နဲ့ k square ကြည့်တော့5ကျင်တယ် t square နဲ့ d တော့5 d ဖြစ်ပါတယ်နောက်ကနောက်ဆုံးအကိမ်းမှာကျတော့9ကျင်တယ်ပေါ့အဲ့မှာရှိတို့2ရဲ့ဟာယူလို့ရတဲ့ခါမှာ ဖက်ကေကတော့မျိုးတူကင်းလို့မရှိတော့ဖက်ကေပဲရေးမယ်ဟုတ်ပြီနော်အခု minus 4အဲဗါလဲ t ကိုကြည့်တဲ့အခါမှာ plus d နဲ့ minus 5d ဆိုတော့ကျတော့ minus 4d ဖြစ်ပါတယ် minus 4နဲ့ plus 5နဲ့ကျတော့ကျတော့ plus 1ကျန်နေပါတော့အဖြေရဟုတ်ပြီတစ်ဆယ်ပြီးတော့7ပါ7မှာလဲကျတော့အဲ့ဒါမှာ x y plus y by y equal to 2.6အဲ့ဒီမှာကျတော့အဲ့ y plus y ကိုဒီတိုင်းထားယူတော့ y ကိုဒီမှာရင်းတစ်ဖက်ကိုပို့လိုက်တဲ့အခါမှာသူက y ကစားရတာဖြစ်တဲ့အတွက်ဒီမှာရင်းတစ်ဖက်ကိုပို့ရင်းပြောက်ပေးရပါမယ်2.6 y ဘက်မှာအိဝိုင်ဘလက်ဝိုင်ကျန်မယ်ဘူးပိုင်းစစ်ကိုကြတော့ဝိုင်းနဲ့တွားပြီးတော့မြှောက်ပေးရတယ်ဘာလို့လဲဆိုတော့ဒီဘက်ညာရဲ့တစ်ဖက်မှာစားတာညီမရဲ့တစ်ဖက်ကိုကြားပြီးတော့မြှောက်ပေးရပါတယ်နောက်တစ်ခုက press ဝိုင်ကိုညီမရဲ့တစ်ဖက်ကိုပို့တဲ့ခါမှာဒီမိုင်းနဲ့ဝိုင်ပြုသွားပါမယ်ဘူးပိုင်းစစ်ဝိုင်တွေကဒီမိုင်းနဲ့ဝိုင်လို့မယ်နောက်တစ်ခုကကြာကျွန်တော်အိတ်ကြံမှုလိုချင်တာဖြစ်တဲ့အတွက်ဝိုင်ကိုညီမရဲ့တစ်ဖက်ကိုပို့တဲ့ခါမှာ h နဲ့ y နဲ့ကမျှောက်ထားတယ်ဟောဒီမှာကြံသေးရဲ့ xy equal to 2.6y နဲ့က 1y လို့တဲ့ခါမှာ 1.6y ကျန်တယ်ဘာလို့လဲဆိုတော့ ငါရရှိမှာဘာမှမေးတိုင်းတော့ဘောကလေးတစ်ရှိရနော်အဲ့ဒီသမား၆ရက်တစ်ကိုလို့တစ်သမား၆တင်နဲ့အဲ့ဒါဆိုရင် xy equal to 1.61ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကျင်တာ8ဖြစ်တဲ့အတွက် y ညီမကြီးတစ်ဖက်ကိုပို့တဲ့အခါမှာ8နဲ့ y နဲ့ကမြောက်သွားတယ်ညီမကြီးတစ်ဖက်ကိုပို့တဲ့အခါမှာစားမယ်1.61ကို y နဲ့စားတဲ့အခါမှာ y 1ချင်းကြည့်တော့ h ရဲ့မူက1.6ဖြစ်ပါတယ်အဲ့ကနံပါတ်7ပါနံပါတ်7ကလည်း 2a 4b 2.9ပေါ့ဘိုင်းချီမှာ 2b အဲ့ဘိုင်းချီ 2b ကိုညီမကြီးတစ်ဖက်ကိုပို့တဲ့အခါမှာเนาะ မင်းစားရဖြစ်တယ်တော့တားမြောက်မယ်။တတိယမှာကိုယ်ကျိုးနှစ်နှစ်ညွှတ်တဲ့ခါမှာနော်ခုနှစ်တတိယရှိရတယ် B 2B ဖြစ်တဲ့အတွက်ကျိုး B တလုံးကပြန်ရရတယ်ပေါ့နော်။နောက်ပါကျိုးဘာလို့ရမလဲ2ရဒီဘက်မှာထားပြီးတော့ပိုးပြီးတော့မှတားနှုတ်မယ်။ဒါကဒါဆိုရင်7မှာ8ဘီတဲ့က4ဘီကိုနှုတ်တဲ့ခါမှာ3.8ဘီတင်ပါတယ်။အဲ့တော့3.8ဘီကိုကျိုးကဘာနဲ့သစားရမလဲဆိုရင်နှစ်နဲ့သစားရမယ်။နော်3.8ဘီကကျတော့အဲကျောလိုချင်တာ A เนาะဒီမှာဒီဘက်က A ဆိုတော့2ကိုဒီဘက်ဒီမှာရင်းတစ်ဖက်ပို့တဲ့ခါမှာ3.8ကိုသစားမယ်။3.8က သူက A B မှာလဲဒီကို B ကမျက်ထားပြီတဲ့ညီမကြီးတစ်ခုကိုယင်စားလိုက်မှာနော် A ကိုသက်စားမှာဒီမျိုးဖြစ်သွားမှာရောင်းမြန်ဖြစ်သွားတာနော်ဒီမှာအဲ2မှာရှိတဲ့2 2ရမှာဆိုလို့ရှိရင် A က A ကိုပဲလိုချင်တာဖြစ်တယ်2ကိုညီမကြီးတစ်ခုကိုတဲ့ခါမှာသူက A ကိုသက်စားမယ်သူကညီမကြီးတစ်ခုသူက A B မှာ B မှာရှိတဲ့ B ကိုကြတော့လဲဒီလိုကစားရမျက်ထားတာဖြစ်တယ်ညီမကြီးတစ်ခုကိုယင်သက်စားမယ်အဲဆိုရင် A by B ရဲ့တန်ဖိုးက 3y A by 2ပါနော်သူကဘာတန်ဖိုးရှာရလဲဆိုလို့ရှိရင်ဒီလို ဒီအခရာကိရဲ့တမိုးကိုခြေတာပြည့်တယ်ကျိုးအေးပိုင်မလို့ရေးတာပါနော်နောက်ကဘာဒီပိုင်ကိုဒုနဲ့စားကမဝဲပိုင်နိုင်ရပါတယ်နောက်တစ်ပုတ်ပါနောက်တစ်ပုတ်ကကြာ MIN by N 7.5ဘူးအဲ့ဒီကျိုးက M M black N ကိုခြေတာပြည့်တယ်ဒီအောက်ကပိုင်းဒီမှာရှိတဲ့ N ကိုညီမကြီးတစ်ဖက်ကိုပေးတဲ့အခါမှာ7.5 N ရပါတယ်အဲ့တော့ m တလုံးနဲ့လိုချင်တဲ့ဖြစ်တဲ့ရဲဒီလိုက m ကိုဥပမာတောင်းထုတ်လိုက်မယ်ဟုတ်ကဲ့နော်အဲ့ဒါ 7.5n နဲ့ကနေရော 1n ကိုလုပ်တဲ့အခါမှာ 6.5n ချင်ပါတယ် ။ဒါဆိုလို့ရှိရင်ကျတို့က2.5မှာရှိတဲ့ M ကိုကျတို့ကကျတို့က M နိုင်ငံတစ်ဖက်မှာရှိတဲ့ M အခက်ရနဲ့သွားစုမှာဖြစ်တဲ့တဲ့။ညတော့တော့ရှိဦးနိုင်ငံတစ်ဖက်ပို့ရတဲ့ခါမှာသွားစားလိမ့်မယ်။ဒါဆိုရင် M မှ N တန်မှုက6.5ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒါက၄ချိန်ငယ်ဥဒ္ဓမ9ကနံပါတ်1ကနေ3ခီးဖြစ်ပါတယ်။3ခီးကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။